ားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်မကကျွန်မကိုမေးထားတဲ့အထေကဒီကြောင်းလေးတက်ရတော့မယ်ဆိုတော့အခိညာလေးတွေကိုဘယ်လိုသင်ရမလဲဆိုတာလေးကိုပြောပြပေးချင်ပါတယ်အဲ့တော့အခိညာကိုသင်တာကျွန်မပြောပြတာကဒီသင်နည်းလေးကိုသိဖို့အတွက်ပြောပြတာပါအခုမသင်ရသေးပါဘူးเนาะလာပိုင်းမှာတိကအရ KG မှာဩဂတ်လောက်မှစပြီးတော့စာရေးတာကိုသင်မှာပါအခုမသင်သေးပါဘူးเนาะအခုမသင်သေးပါဘူးအဲ့တော့အခုပြောပြတာက သင်နည်းကိုသိဖို့အတွက်ပြောပြတာပါအခုစာသင်ဖို့အတွက်မဟုတ်ပါဘူးရှင့်အဲ့တော့ကျမတို့ကဒီ KG မှာစပြီးတော့သင်တော့မယ်ဆိုလို့ရှိရင်အခရတွေကဂျီ33လုံးမှာ25လုံးသင်ရမယ်ရှင့်အဲ့ဒီ25လုံးမှာမဝါလုံးကငယ်ငါပါစဒါမျိုးလေးတွေကိုအရင်သင်ရမှာဖြစ်ပါတယ်အဲ့တော့တန်နဲ့၈လုံးရှိတယ်ဂါကြီးစားမြင်ဆွဲတာတလင်းချင်းထဝုံပဲဒါရင်ကဒါရင်မောနာကြီးလာကြီး ဒီစလုံးတွေကိုကျမတို့ကနာမည်တင်မယ်ဖတ်တာတင်မယ်ရေးတာမတင်ပါအောင်နော်ရေးတာ grade 1ရောက်မှတင်ပါမယ်အဲ့တော့တန်တဲ့ဘီ25လုံးကိုဘယ်လိုတင်မလဲဆိုတော့ကျမပြောပြပါမယ်ဥပမာကျမတို့ကကာကြီးကိုတင်တယ်နာမည်လေးကကာကြီးအတန်ကကနာမည်ကကာကြီးအတန်ကကပြီးရင်သူ့ရဲ့ရေးဆွဲတဲ့နီးကာကြီးဆိုရင်တစ်ချက်နှစ်ချက်ဆွဲရတယ်ဆိုတာမျိုး ပြီးသွားရင်သူ့ရဲ့ဂျီဝေါ်ဟာရလေးတွေကာကြီးဆိုရင်ကလေးကညော့ဒါမျိုးပေါ့နော်ကနဲ့စတာကရေကရာကကြေးတယ်တရုတ်ခွေဒါမျိုးကနဲ့စတာကိုသင်မယ်ပြီးတော့မှကျမတို့ကကနဲ့ဝါရတာကြီးကုံဝိုင်းဆိုရင်ကနဲ့ကာဒါမျိုးပေါ့နော်အဲ့လိုမျိုးတဆင်ချင်းသွားမှာဖြစ်ပါတယ်အဲ့တော့ជីကန်းတို့ကတ်ကြီးတို့じゃနောက်ဆုံးကဒီဂျီတွဲတွေ တရတွဲတွေအသက်တွေဖြစ်သွားတဲ့အတွက်သူ့ကိုနောက်ဆုံးမှသိမှာမယ်နော်အဲ့တော့ကာနေစာတွေဝါတာတွေအကုန်လုံးကိုတော့ပြောလို့ရတယ်ဒါပေမဲ့လုံးဝကာတန်စစ်စစ်နဲ့အရင်သင်ပါမယ်ရှင်နော်ဒါကြပြလိုက်ပါအောင်မင်းမိမိပြောလိုက်အောင်မနော်အဲအဲ့ဒါပြီးတော့ရတော့ကျမတို့ကဂျီးကြံတင်ရပါတယ်ဂျီးကြံကဘလို့လဲဆိုတော့ကာချင်းရေကမမကကာဂျူဆန်ဇာကပျော်ရွှင်ညူတာကခုံပြီးဆိုင်းနေပုံတွေတီး အဲ့ဒီကြပြာလေးတွေကိုကျမတို့ကသင်ရပါတယ်ကြပြာကရွတ်ဆိုရန်ဖြစ်ပါတယ်အလွတ်ကျဖို့မဟုတ်ပါဘူးအဲ့ဒီကြပြာထဲမှာပါတဲ့ကကာကြီးရေကမမကဆိုရက်ကတန်လေးတွေကိုအလေးပေးဆိုရပါတယ်ရှင်ပြီးတော့ကျမတို့စာရေးမယ် စာရင်ကျွန်တော်တို့ကအပေါ်မှာသင်ထားတဲ့ရေးဆွေးနေတိုင်းလေထဲမှာတဲထဲမှာလူမျိုးတွေရေးလာခဲ့ပြီးပြီဆိုလို့ရှိရင်အစချစာအုပ်လေးမှာရေးတာ A4 ပြားပေါ်မှာရေးခိုင်းတာအဲ့လိုလွတ်လပ်စွာရေးပြီးတော့မှလေးချောင်းမြင့်မှာရေးရပါတယ်ရေးတဲ့အခါမှာလည်းနှစ်မျက်နှာရေးသုံးမျက်နှာရေးမဟုတ်ပါဘူးเนาะ ကလေးကိုလက်ကလေးကင်ပြီးရေးတာပဲဖြစ်ဖြစ်နှစ်ချောင်းသုံးချောင်းရေးခိုင်းတာပဲဖြစ်ဖြစ်အဲ့လိုမျိုးရေးပြီးဖြစ်ဖြစ်ချင်းတင်ရတာဖြစ်ပါတယ်ရှင်ဒါကတော့ဒီအိခရာလေးတွေကိုဘလို့တင်ရလဲဆိုတာလေးကိုပြပြပေးထားတာဖြစ်ပါတယ်တကယ်လို့နောက်ထပ်သိချင်တဲ့အကြောင်းအရာလေးတွေရှိရင်လည်း comment box မှာရေးခဲ့ပေးလို့ရပါတယ်ကျမကတော့ billion ရဲ့မင်မင်တီချဲပန်းဖြစ်ပါတယ်ရှင်တတလို့တတတတလို့